ထိုင်းအစိုးရကထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေမှာခိုးလုံနေကြတဲ့မြန်မာဒုက္ခသည်တွေကိုစခန်းအပြင်ထွက်အလုပ်လုပ်ခွင့်ကို အောက်တိုဘာလ၁ရက်နေ့ကစပြီးခွင့်ပြုပေးထားပါတယ်။ထိုင်းမြန်မာနယ်စပ်စစ်ဘေးရှောင်ဒုက္ခသည်စခန်းကဒုက္ခသည်12,000ကျော်ကို ပထမဆုံးအတုပ်အဖြစ်ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ခွင့်ပေးမယ်လို့အလုပ်ကိုင်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ပိချက်တွန်ဖန်ကထိုင်းသတင်းတွေကိုပြောကြားထားပါတယ်။ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာတရားဝင် အလုပ်လုပ်ခွင့်ပြုပြီးနောက်၃ပတ်အကြာ အခုလအော်တိုဘာလ၁၈ရက်နေ့မှစကားထိုင်းမြန်မာနယ်စပ်တက်ခရိုင်ဒုက္ခသည်စခန်း၃ခုမှမြန်မာဒုက္ခသည်များဟာပထမဆုံးအကြိမ်လုပ်ငန်းခွင့်စဝင်နိုင်တော့မှာဖြစ်ပါတယ်။တက်ခရိုင်မှာရှိတဲ့မဲလာ အုံဖြံနဲ့နို့ဘူဒုက္ခသည်စခန်း၃ခုကို ထိုင်းအာနာပိုင်တွေကယခုလဇန်မှာအလုပ်လုပ်ရန်လာရောက်စရင်တင်သူ 19000ကျော်ကို လုပ်ငန်းအဆင့်ဆင့်စစ်ဆေးပြီးနောက်လုပ်ငန်းခွင်ဝင်မှုစီစဉ်ထားတာဖြစ်ပါတယ်။အဲ့ဒီထဲမှာထိုင်းနိုင်ငံမဲဆောက်မြို့အနီးကအုံပြန်ဒုက္ခသည် စခန်းမှာနေထိုင်သူတွေလည်းပါဝင်ပါတယ်။အုံပြန်ဒုက္ခသည်စခန်းကို1996ခုနှစ်ကတည်ထောင်ခဲ့ပြီး2024ခုနှစ်စရင်အရာအိမ်အောင်စု1900ကျော်နဲ့လူဦးရေ8000ကျော်ရှိပါတယ်။80ရာခိုင်နှုန်းမှာကရင်ပြည်နယ်က စစ်ပြေးဒုက္ခတွေတွေဖြစ်ပြီးအခြားမြန်မာနိုင်ငံအရက်ရက်ကရောက်လာတဲ့သူတွေလည်းခိုလုံလျက်ရှိနေပါတယ်။အလောက်ကန်ဦးစီးဌာနရဲ့စစ်တမ်းအရာမေဟောင်ဆောင်တက်ကန်တနာပူရီရချာပူရီပြည်နယ်၄ခုကယာယီခိုလုံရစခန်း၉ခုမှာ အသက်၁၈နှစ်ကနေ၅၉နှစ်ကြာလုံသား၄,၂၆၀၀ရှိပါတယ်။အဲ့ဒီထဲကအလုလုဖို့ရှောက်ထားတဲ့သူစုစုပေါင်း၁,၂၀၀ဦးဟာ အလုတ်ဆင်းဖို့အသင့်ဖြစ်နေပြီလို့ဆိုပါတယ်ပထမဆုံးတော့အဖြစ်ကြံလုပ်ငန်းတည်တီးဝလံလုပ်ငန်းအထည်ချုပ်နဲ့စက်ရုံလုပ်ငန်းတွေမှာစတင်အလုတ်လုပ်ခွင့်ရမှာဖြစ်ပါတယ်မိုင်ပေါင်း1500ကျော်နယ်နိမိတ်ချင်းထိစပ်နေတဲ့မြန်မာထိုင်းနယ်စပ်မှာရှိတဲ့မေဟောင်ဆောင်တက်ကန်တနာဘူရီရာဇဘူရီခရိုင်တို့မှာမြန်မာဒုက္ခသည်စခန်း6ခုအထိရှိနေပြီးဒုက္ခသည်ပေါင်းသိန်းကနန်းဝန်းကျင်ရှိနေတာဖြစ်ပါတယ် မြန်မာဒုက္ခသည်များအလုလုခွင့်အတွက်ဆယ်စုနှစ်တခုကြာအောင်တောင်းဆိုခဲ့ပေမဲ့ခွင့်မပြုခဲ့ပဲအခုအခါမှာတော့အမေရိကန်ရဲ့အကူအညီများရပ်ဆိုင်းခြင်းကြောင့်ဒုက္ခသည်စခန်းတွေမှာအစားအသောက်စေဝါများပြတ်လတ်လာချိန်မှာ ထိုင်းအစိုးရကအခုလိုခွင့်ပြုခဲ့တာဖြစ်ပါတယ်ဂရင်းနီပြည်နယ်တစ်ခုလုံးဒီဘားကိုလက်လွတ်ထားရတဲ့စစ်ကော်မရှင်တပ်ဟာလိုက်ကော်တက္ကသိုလ်ကိုပြန်ဖွင့်ဖို့ကြိုးပမ်းလာနေပြီး လာမယ့်နှစ်မှာကျန်တဲ့တက္ကသိုလ်တွေကိုလည်းဖွင့်နိုင်အောင်ကြိုးစားသွားမယ်လို့ NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာစစ်ကော်မရှင်ဥက္ကဋ္ဌမေအောင်နိုင်ကပြောပါရယ်အကြောင်းမျိုးမျိုးကြောင့်ပိတ်ခဲ့ရတဲ့တက္ကသိုလ်တွေကောလိပ်တွေကိုတက်နိုင်သမျှဖွင့်ခိုင်းပြီးပျက်စီးသွားတဲ့အကြောင်းတွေကိုမြ мян ပြန်လည်ပြင်ဆင်ပြီးပြန်လည်ထိန်းချုပ်နိုင်တဲ့မြို့တွေမှာအကြောင်းတွေချက်ချင်းဖွင့်လှစ်ဖို့နဲ့အထူးသဖြင့် အစိုးရစစ်မဟုတ်တဲ့ကျောင်းစစ်စာသင်တန်းတွေကိုကျောင်းပြန်တက်ခိုင်းပြီးစာမျိုးပွဲဖြည့်ဆို့နိုင်အောင်ဆောင်ရွက်ဖို့ညွှန်ကြားထားတယ်လို့သူကပြောပါရယ်။အာနာသိန်းစစ်တပ်ရဲ့ဝါရဖြန့်သတင်းစာကလည်းလိုက်ကောတက္ကသိုလ်ပြန်ဖွင့်ပြီးဖြစ်ကြောင်းအော်တိုဘောလ23ရက်နေ့ကရေးသားဖော်ပြထားပါရယ်။2025ခုနှစ်ပညာသင်နှစ်ရတော့ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာကျောင်းအနှံထားတယ်။လိုက်ကောတက္ကသိုလ်အဝေးတင်သင်တန်းကကျောင်းသားတွေအနေနဲ့လိုက်ကောမှာသာစာမျိုးပွဲပြန်လည်ဖြည့်ဆို့ရမယ်လို့ထုတ်ပြန်ကြမှာပါရှိပါရယ်။ အရင်နောက်မှာတော့အဝေးတင်တက္ကသိုလ်ကျောင်းသားတွေကိုကျောင်းပြန်တက်ဖို့ဖိအားပေးမှုတွေရှိနေတယ်လို့လည်းဒေတာခန်တွေကပြောပါတယ်။2023နိုဝင်ဘာလ17ရက်နေ့မှာကရီနီတော်လန်ရေးပူပေါင်းတက်တွေကဒေတာကုတ်ကဲရေးစစ်ဌာနချုပ်ဒါကာစာကိုဦးတည်တိုက်ခိုက်ခဲ့ပြီးစစ်တပ်တက်ဆွဲထားတဲ့လိုက်ကောတက္ကသိုလ်ကိုပါဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲဒီနောက်လိုက်ကောမြို့တစ်မြို့လုံးနှီးပါလက်လွတ်လိုက်ရတဲ့စစ်ကော်မရှင် တက်ဟာလေချောင်းကနေပြင်းပြင်းထန်ထန်ဘုံကျဲတိုက်ခိုက်ခဲ့ရာ ဒေတာခန့်ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။လိုက်ကော်မျိုးပေါ်ဒေတာတော်တော်များများတိမ်းပိုက်ခံရပြီးနောက်နှစ်နှစ်အကြာပိတ်ထားခံရတဲ့လိုက်ကော်တက္ကသိုလ်ကိုစစ်ကော်မရှင်တပ်ကပြန်လည်ဖွင့်လှစ်ဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။စစ်ပွဲများဖြစ်ပွားနေတဲ့မြန်မာနိုင်ငံရှိစိန်ခေါ်မှုများကြားတဲ့ကပင်ကြာမြင့်စွာ ဆောင်ဆိုင်နေရတဲ့အိန္ဒိယမြန်မာထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကိုနောက်ထပ်နှစ်နှစ်မှသုံးနှစ်အတွင်းပြီးစီးအောင်အကောင့်ထဲပေါ်နိုင်ဖို့အိန္ဒိယကမျှော်လင့်နေပါတယ်။ချစ်ချည်ရေးလမ်းမကြီးလို့လည်းသိကြတဲ့ IMT အဝေးပြေးလမ်းမကြီးဟာအိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်မှာရှိတဲ့မိုရီမမြန်မာနိုင်ငံကို ဖြတ်ကာထိုင်းနိုင်ငံတက်ခရိုင်မှာရှိတဲ့မဲဆောက်အထိဆက်သွယ်ပေးထားတဲ့1360ကီလိုမီတာရှည်လျားတဲ့လေးလံသွားလမ်းမကြီးဖြစ်ပါတယ်။ အဆိုပါစီမံကိန်းဟာအိန္ဒိယနိုင်ငံရဲ့အရှိမျော်မူဝါဒရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးအာဆီယံအိန္ဒိယလွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အောက်ကကုန်သွယ်မှုနဲ့ဆက်သွယ်မှုကို ခိုင်မာစေဖို့ဖြစ်ပါတယ်။လန်ဒီဆောင်ရီ project ကို2010ပြည့်နှစ်ဇန်နဝါရီလ1ရက်နေ့မှာစတင်ခဲ့ပြီး အပိုင်းအလိုက်ပြီးစီးမှုတွေရှိနေပေမဲ့မြန်မာနိုင်ငံမှာနိုင်ငံရေးအကျပ်အတဲကျုံလာမှုကြောင့်စီမံကိန်းတွေနှောင့်နှေးကုန်တာဖြစ်တယ်လို့ဆိုထားပါတယ်။ အိန္ဒိယကတော့ IMT တိဆောက်ရေးကိုအပိသက်အဆင့်လှုပ်ဆောင်နိုင်ဖို့မျှော်လင့်ထားဆဲဖြစ်ပြီးမဲဆောက်ကနေတဆင့် BNN အထိဆက်ပြီးလမ်းသစ်ဖောက်ဖို့အထိရည်ရွယ်ထားပါတယ်။အဝေးပြေးလမ်းမစီမံကိန်းရဲ့မြန်မာပြည်တွင်းဖောက်လုံမဲ့အစိပ်ပိုင်းကြီးကြီးမားမားဟာချင်းပြည်နယ်၊စကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာရှိတဲ့ EAO နဲ့ PDF ထိန်းချုပ်နယ်မြေတွေကိုဖျက်ဆီးသွားရမှာဖြစ်ပါတယ်။အဆိုပါဧရိယာတွေဟာစေအုပ်စုကို ခုခံတော်လှန်မှုအများဆုံးရှိတဲ့ ဗဟိုချက်မနေရာများဖြစ်ကြသလိုစေအုပ်စုနဲ့တော်လန်ရေးတပ်ဖွဲ့များအကြားအပြင်းထန်ဆုံးတိုက်ပွဲအချို့ဖြစ်ပွားရာနေရာတွေလည်းဖြစ်ပါတယ်။ဒါကြောင့်အဆိုပါလမ်းမကြီးကိုအောင်မြင်စွာဖောက်လုပ်နိုင်မှုဆိုရင်အိန္ဒိယနိုင်ငံဟာအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်လက်နက်ကင်တော်လန်ရေးတပ် PDF EAO တွေနဲ့အနီးကပ်ဆက်ဆံရေးထူထောင်ဖို့လိုအပ်တယ်လို့နိုင်ငံရေးလေးလာသူတွေက ထောက်ပြထားပါတယ်။ မြန်မာပြည်တွင်းကလူငယ်10ဦးမှ4ဦးကမလုံခြုံမှုတွေခံစားနေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာလူငယ်10ဦးထဲက4ဦး40ရာခိုင်နှုန်းကျော်ဟာညဘက်တစ်ယောက်တည်းလမ်းလျှောက်ထွက်ချိန်မှာမလုံခြုံတာဒါမှမဟုတ်လုံးဝမလုံခြုံတဲ့ခံစားချက်တွေရှိနေတယ်လို့ UNDP ကပြုလုပ်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ လူငယ်တွေအခုလိုစိုးရိမ်စိတ်ဖြစ်နေတဲ့အခြေအနေဟာ2021ခုနှစ်စစ်တပ်ကအာဏာမသိမ်းခင်တုန်းကအခြေအနေထက်နှစ်ဆကျော်မြင့်တက်နေတယ်လို့လည်း UNDP ကရေးသားထားပါဗျ။ဒီအခြေအနေဟာကျေးရွာဒါမှမဟုတ်ပြည်ပကဖြစ်ပွားတဲ့ကယားနဲ့ကချင်လိုမလုံခြုံတဲ့ဒေသတွေသာမကရန်ကုန်လိုမြို့ပြဒေသတွေမှာလည်းဖြစ်နေတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါဗျ။မလုံခြုံတဲ့ခန်းစားချက်တွေနဲ့ပတ်သက်ပြီးလူငယ်ဦးရေ9000ကျော်ရဲ့အတန်းတွေကိုစူးစီးထုတ်ပြန်ထားတာဖြစ်ပြီး လူငယ်9ဦးအနက်တဦးကအမြဲတမ်းလိုလိုကြောက်ရွံ့မှုခံစားနေရတယ်လို့ UNDP ထုတ်ပြန်ချက်ကဆိုပါတယ်။လူငယ်3ဦးတည်းကတဦးကတော့စိတ်ဖိစီးတာစိတ်ပင်ပန်းတာတွေကို မကြာခဏခံစားရပြီးဒီလိုအခြေအနေတွေကြောင့်လူငယ်တွေဟာကြောက်ရွံ့တာစိတ်တက်ကြတာတွေကြောင့်ဆုံးရှုံးသွားနိုင်တဲ့အန္တရာယ်တွေရှိနေတယ်လို့ UNDP ကသတိပေးထားပါတယ်။စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်တာတွေရွယွန်းလာတဲ့ဥပဒေတွေ ရာဇဝတ်မှုမြင့်တက်လာတာတွေကြောင့်လူငယ်တွေဟာမလုံခြုံမှုတွေကိုခံစားနေကြရတယ်လို့ UNDP ကပြောပါတယ်။ဒါတွေမှာ2023ခုနှစ်မှာထုတ်ပြန်ထားတဲ့ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုအညွန်ကိန်းတွေအရမြန်မာနိုင်ငံဟာရာဇဝတ်မှုအများဆုံးနိုင်ငံတွေထဲမှာလည်းပါဝင်နေပါတယ်။ဒါအပြင် online လိမ်လည်မှုတွေလူကုန်ကူးတာတွေနဲ့ပုံကိုရေးဆိုင်ရာရာဇဝတ်မှုတွေလည်းမြင့်တက်နေတယ်လို့ UNDP ကဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တပ်ဖွဲ့ဝင်တစ်စုဆောင်မှုတွေကိုတိုင်းရင်းသားဒေသကလူငယ်တွေခံစားနေရတယ်လို့2024ခုနှစ်မှာစစ်မှုထမ်းဥပဒေကိုစစ်တပ်ကအသက်သွင်းလိုက်တာကြောင့်ရန်ကုန်မန္တလေးလိုမြို့ပြကလူငယ်တွေပါရင်ဆိုင်နေကြရပါတယ်။ဒါအပြင်မြန်မာနိုင်ငံဟာလက်ရှိအခြေအနေအရကမ္ဘာပေါ်မှာဘိန်းနဲ့ဓာတုမှုရဲ့စေဝါကိုအကြီးမားဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်လာတယ်လို့လည်း UNDP ကတတိပေးထားပါဗျ။ဒါကြောင့်မြန်မာလူငယ်တွေကိုကာကွယ်စောင့်ရှောက်ဖို့ စွမ်းရည်မြင့်တင်ဖို့သူတို့ရဲ့ဘေးကင်းရေးနဲ့ဆိုင်တဲ့စိုးရိမ်ပူပန်မှုတွေကို နားလည်ပေးဖို့စိတ်ကျမ်းမာရေးဦးစားပေးလှူဆောင်ဖို့လိုအပ်နေတယ်လို့လည်းအသိပေးထားပါဗျ။ထိုင်းနိုင်ငံချွန်ပူလီခရိုင်နာဟုံရင်ရက်ကွက်မှာရှိတဲ့တရုတ်နိုင်ငံသားပိုင်ကြေးဆက်ယုံမှာအလုတ်လုတ်ကင်နေတဲ့မြန်မာနိုင်ငံသားတဦးဟာ အော်တိုဘာလ14ရက်ညနေအလုတ်စင်းချိန်မှာကြီးပိုင်များကို လွေထဲထက်ခိုးယူလာခဲ့ပြီးစက်ယုံဂိမ်းဆောင်လုံခြုံရေးကတွေ့ရှိကထုတ်ကျိမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကြီးပိုက်တချို့ဖမ်းမိခဲ့တာကြောင့်စက်ယုံလုံခြုံရေးကမြန်မာအလို့သမားကိုဂုတ်ကဆွဲက ထိုးကျိတယ်လို့ဆိုပါဗျ။အဲ့ဒီလိုဝိုင်းဝန်းထိုးကျိကြပြီးနောက်တန်ကျိုးနဲ့တုတ်ထားပြီးတန်တုံးတွေကို လေပင်မှာဆွဲထားတယ်လို့စက်ယုံရဲ့မြန်မာအလို့သားအတိုင်းဝိုင်းကပြောပါဗျ။စက်ယုံမှာအလို့အတူလောက်ကင်နေကြတဲ့မြန်မာအတိုင်းအဝိုင်းက ဥပဒေအရမဆောင်ရွက်ပဲအခုလိုဝိုင်းဝန်းနှိပ်စက်တာကိုမကျေနပ်ကြတာကြောင့်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါဗျ။ညနေ6နာရီချိန်မှာရဲစခန်းကတာဝန်ရှိသူတွေရောက်ရှိလာပြီးပျက်စီးခိုးတဲ့အလုသမားရောစက်ရုံမှ လုံခြုံရေးနဲ့တရုတ်လူမျိုးနှစ်ဦးကိုပါစခန်းကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ကြီးပိုက်ခိုးတဲ့တဲ့မြန်မာအလုသမားဟာတရားစွဲဆိုခံရပါကထောင်နှံ3နှစ်မှ9နှစ်အထိကြာခံနိုင်ရကြောင်းသိရှိပါဗျ။ မြန်မာနိုင်ငံသားကိုထိုးကျိတ်တဲ့တရုတ်လူမျိုးစက်ရုံပန်းရှင်နှစ်ဦးကိုလည်းအေးအေးယူဆောင်ရွက်တာတွေလှုပ်ဆောင်နေပြီးဒဏ်ရာတွေကိုစေယုံမှာစစ်စစ်ချက်ရယူဆောင်ရွက်နေတယ်လို့လည်းသိရှိရပါဗျာ။